ုန်းရဲ့အင်တာနက်ကိုဖွင့်လိုက်တာနဲ့ဖုန်းရဲ့ screen ပေါ်မှာကျွန်တို့အနေနဲ့ကြော်ညာတွေခဏခဏတက်လာတဲ့ပြဿနာကိုကြုံနေကြတဲ့သူတွေရှိကြလားဒီပြဿနာကိုကြုံနေကြတယ်ဆိုရင်တော့ဒီ video လေးကိုအဆုံးထိကြည့်လိုက်ပါ အားလုံးမင်္ဂလာပါခင်ဗျာ knowledge sharing channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ကျွန်တော်တို့ရဲ့ဖုန်းမှာ internet လေးဖွင့်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ screen ပေါ်မှာကြော်ညာတွေခဏခဏတက်လာတဲ့တဲ့ပြဿနာကိုကြုံနေရတဲ့သူတွေအတွက်ဒီကြော်ညာတွေတက်မလာအောင် setting ထဲမှာဘယ်လိုပိတ်ထားရမလဲဘာတွေကိုလုပ်ရမလဲဆိုတာကိုကျွန်တော်အနေနဲ့ဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ okay ပါဒီ setting လေးကိုလုပ်ဖို့အတွက်ဆိုရင်တော့ကိုယ့်ရဲ့ဖုန်းထဲက setting software လေးတွေကိုဝင်ပေးလိုက်ပါခင်ဗျာ setting လေးတွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့နဲ့ Google ဆိုတာကိုရိုက်ရှာပေးရမှာဖြစ်ပါတယ်အပေါ်မှာ search bar လေးမှာ Google လို့ရိုက်ရှာလိုက်ရင်လည်းမိတ်ဆွေတို့အနေနဲ့တွေ့ရမှာဖြစ်ပါတယ်ဒီလိုမျိုးရိုက်ချမယ်ဆိုရင်တော့ကျွန်တော်တို့ဖုန်းအမျိုးအစားတွေအကုန်လုံးမှာကျွန်တော်တို့ရိုက်ချလို့ရနိုင်တယ်ပေါ့နော်အကယ်၍ဒီလိုမျိုးရိုက်မချခြင်းမို့ဆိုရင်လည်းကျွန်တော်တို့နေဒီ setting လေးထဲမှာလိုက်ရှာလို့ရပါတယ် okay ပါပထမဆုံးနေဒီ Google ထဲကိုဝင်ပေးလိုက်ပါခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ Google စာပြစ်ထဲကိုရောက်သွားပြီပေါ့နော် Google စာပြစ်ထဲကိုရောက်ပြီဆိုရင်တော့ဒီညာဘက် ပေါ်တောင်းမှရှိတဲ့ all service ဆိုတဲ့နေရာလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်။ Okay ပါ all service ကိုနှိပ်ပြီးပြီဆိုရင်တော့ screen ကိုကျွန်တော်တို့အပေါ်ကိုဆွဲတင်လိုက်ပါ။ပြီးရင်တော့ဒီမှာရှိတဲ့ privacy and security ရဲ့မှာရှိတဲ့အပေါ်ဆုံးက ADS ဆိုတဲ့အထည်ကိုဝင်ပေးလိုက်ပါခင်ဗျာ။ ADS တဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာရှိတဲ့ 3ခုမြောက်မှာရှိတဲ့ Delhi Advertising ID ဆိုတာကိုနှိပ်ပြီးတော့ကျွန်တော်တို့အနေနဲ့ဖြတ်ပေးရမှာဖြစ်ပါတယ်ဆိုတော့က Delhi Advertising ID ကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ဒီမှာရှိတဲ့ Delhi Advertising ID ဆိုတာကိုဆက်နှိပ်ပေးလိုက်ပါဒါမျိုးလေးဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့အဲကိုယ့်ရဲ့ဖုန်းမှာခဏခဏတက်လာတဲ့ကြော်ညာတွေကိုကျွန်တော်တို့အနေနဲ့မြင်ရတော့မှာမဟုတ်ပါဘူးဒီဟာလေးကတော့ကျတို့ဘယ်ကနေဘလို့တက်လာတာလဲဆိုတော့ကျတို့အနေနဲ့ Google Chrome မှာ Google Browser လေးတွေမှာပေါ့เนาะကျတို့အနေနဲ့အဲ website website လေးတွေတခြား website လေးတွေတဲ့ကိုကိုကဝင်ကြည့်မိလိုက်တယ်မထင်မိပဲနဲ့ပြန်ဝင်ကြည့်မိလိုက်တယ်ပေါ့နော်ဆိုတော့ကကျော်တို့ရဲ့ဖုန်းမှာ internet ကိုဖွင့်လိုက်တာနဲ့ဒီ website တွေထဲမှာကိုဝင်ခဲ့တဲ့ website တွေကနေကြောညာတွေတက်လာတာပဲဖြစ်ပါတယ်နောက်ထပ်နီးလန်းလေးတစ်ခုကတော့ကျော်တို့အဲကို Play Store ကနေပြီးတော့ပေါ့နော်ကိုအနေနဲ့ဖုန်းတန်ရှင်းရေးလုပ်တဲ့ software တွေတို့တခြား cleaner လေးပေါ့နော်ကျော်တို့ဖုန်းအမှိုက်ရှင်းတာတို့ဘာတို့အဲ့လိုမျိုး software လေးတွေကိုကိုအနေနဲ့ down မိတယ်ဆိုရင်လည်းဒီ software လေးတွေကနေပြီးတော့ကြောညာတွေတက်လာနိုင်ပါတယ်ဆိုတော့ကကျော်တို့အနေနဲ့ကိုအ တွက်အတုံးမလို့တဲ့ software တွေပေါ့နော်ကို့အတွက်အဆင်မပြေမဲ့ software တွေဆိုရင်တော့ကိုအနေနဲ့ကိုရဲ့ phone screen ပေါ်မှာ install မလုပ်ထားတာကောင်းပါတယ်ဒီလိုမျိုးအမိုက်တန့်ချင်းရဲ့ software တွေဆိုရင်လည်းကျွန်တော်ဖုန်းမှာ original ပါတဲ့ software တွေကိုပဲသုံးဖို့ပဲကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ခင်ဗျာ okay ပါမိတ်ဆွေတို့အနေနဲ့ဒီ video လေးကိုကြည့်ပြီးတော့မိတ်ဆွေတို့ရဲ့ဖုန်းမှာ internet ဖွင့်လိုက်တာနဲ့ကြော်ညာတွေ screen ပေါ်မှာတက်တက်လာတယ်ဆိုရင်တော့ဒီ video လေးကိုကြည့်ပြီးရင်တော့မိတ်ဆွေတို့အနေနဲ့ဖြည့်ရှင်းတက်သွားမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်မိပါတယ်ခင်ဗျာအကယ်၍ဒီ video လေးကိုကြည့်ပြီးတော့မိတ်ဆွေတို့အနေနဲ့လုံးလို့မရဘူးဆိုရင်လည်းဒီ video လေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြု ုပြီးတော့တခြားနီလန်းတွေကိုလည်းကျွန်တော်အနေနဲ့တင်ဆက်ပေးသွားပါအောင်မယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ